တင်ဆက်ပေးမယ့်သတင်းကတော့စပါကိုကမ္ဘာစံနေနေစီနဲ့ဝယ်ယူဖို့အတွက်ကန့်လန့်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံကျော်ရင်းနှီးမြှုပ်နှံသူတအုပ်ဖြစ်တဲ့ Brooklyn Arrows နဲ့မိဘလုပ်ငန်းသူတွေက spa ဝယ်ဖို့အတွက်ကမ္ဘာစက်တင်ဈေးဖြစ်တဲ့ American Dollar 1.5ဘီလီယံနဲ့ကမ်းလှမ်းလိုက်တယ်လို့သိရပါဗျ။ ။ကန်လန်လိုက်တဲ့ဈေးနှုန်းဟာချယ်ဆီကိုအမေရိကန်စီးပွားရေးလုပ်ငန်းရှင်တော့ဘိုလီဝဲယူတို့ကတောင်းခံရတဲ့ပေါင်း၄.၂ဘီလီယံထက်ပိုများတာကြောင့်ကမ္ဘာစံချိန်နဲ့ဈေးဖြစ်နေရောက်ရှိနေတာပါ။ Brooklyn Arts ကအမေရိကန်အရှေ့ဆိုင်အကစားစီးပွားရေးလုပ်ငန်းတွေမှာလည်းရင်းနှီးမြှုပ်နှံမှုအများအပြားလှုပ်ရှားမှုဖြစ်ပါတယ်။ Spa ဟောပိုင်ဆိုင်လာတဲ့ Inne နဲ့ Louis Vuitton ရဲ့စီကို Brooklyn Arts နဲ့မိဖက်တွေက Spa အတွက်တန်ကြီး ပေါင်3ဒသမ2ဘီလီယံစပါဝယ်ယူပြီးရင် ကစားသမားပြောင်းရွှေ့ရအတွက်ပေါင်3ဒသမ2ဘီလီယံအသုံးပြုမယ်လို့အဆိုပြုကဏ္ဍလိုက်တာဖြစ်ပါတယ်။စပါကို25နှစ်ကြာဦးဆောင်ခဲ့တဲ့ဒန်နီရယ်လီဘာနှုတ်ထွက်သွားတာဟာအခုလိုစပါမှာပါရှင်ပြောင်းလဲဖြစ်ပေါ်နိုင်နေလားရေကြောင်းလဲဖြစ်တယ်လို့သတင်းတွေပေါ်ထွက်လျက်ရှိနေပါတယ်။ဒီသတင်းတော့ညီချမ်းဝါပြပို့လာပါ။